မင်္ဂလာပါအခုအရန်နာမည်ကြီးနေတဲ့တမယာတိတုတ်လေးကိုတုတ်ဆားมาပဲဖြစ်ပါတယ်ဒီတမယာတိတုတ်လေးကအခုလူတိုင်းစားပြနေတာဗောနော် Facebook မှာတွေ့တာ ਨੇ မင်းမင်းလည်းအရန်စားခြင်းလို့တမယာတိတုတ်လေးကိုတုတ်ဆားมาပဲဖြစ်ပါတယ် ဒီတမယာဒီတုပ်ပုံတုပ်နီလေးရတော့ကျန်တဲ့တယောက်တော့အနေငယ်ကွဲပြားမယ်ထင်ပါတယ်အရင်ဆုံးအခုလောင်းချလိုက်တဲ့ဆော့ရည်လေးကိုအရင်ဆက်ပါမယ်မမေဗီဒီယိုမရိုက်ပြလိုက်ပါဘူးဒီဆော့ရည်လေးမှာဘာတွေပါလဲဆိုရင်ငံပြာရည်အချိုမော့တကြားကိုမများတုံးထားရတယ်ပြီးတော့စိမ့်စားငပိကိုကြတော့ရည်အရင် အရင်ရေရေနွေးနဲ့တဲ့လိုက်ပြီးတော့နည်းနည်းပြပြခက်ခဲလေးအနေထားမှာထည့်တယ်ပြီးရင်ငရုတ်တီမှုတ်ကိုထည့်ပြီးတော့အဲ့ဒီဆော့ရည်လေးတေးချာမှွေပါတယ်အဲ့ဒါပြီးမှအခုတမညာသီးဘောကိုလောင်းထည့်ပါမယ်အဲ့ဒါပြီးရင်ပဇွန်ကြောင်းအမှုတ်ကိုများများလေးလောင်းထည့်ပြီးပါတယ်ပြီးရင်နှမ်းဆက်နေပြီးတော့စိတ်ဝင်သွားအောင်တည်တည်ချာချာလေးကိုနေပြီးပါမယ်။ငရုတ်တိမှုတ်များများဆိုရင်ပူကောင်းပါတယ်။ကဲဗီဒီယိုကိုကြည့်နေပြီးတော့တည်ရကြနေကြပြီလားရှင်။ ်တမယာသည်တုတ်အရာသာကလေသူရဲ့အရာသာကအခုလိုမျိုးဆက်ထားလိုက်တာတမယာသည်အချင်းလေအရန်မစူးတော့ပဲနဲ့ကွက်တီလေးဖြစ်နေတာပေါ့နော်အဒီမစုံကြောက်ရဲ့ငပိရဲ့ငံပြာရဲ့တကြားတဲ့အချိုများများနဲ့ထိတွေ့လိုက်တဲ့အချိန်မှာတကယ်အရာသာကတော်တော်လေးကိုစားကောင်းပါတယ်တကယ်ထိမိပြီပါပဲမင်းကတော့အရန်ကြိုက်ပါတယ်တမယာသည် ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအားပေးသွားကြပါဦးလို့တောင်းဆိုပါတယ်နော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် Ichi Mimi USA Live Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြပါအောင်လို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်哦。Oh.